မင်္ဂလာပါ area bus in tin set နေရဲ့ deadline area ရင်းစီစဉ်ဖြစ်ပါတယ်ဒီတစ်ပတ်ကျွန်တော်တို့ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ NLE အစိုးရအသစ်ကထုတ်ပြန်လိုက်တဲ့စီးပွားရေးမူဝါဒတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဆွေးနွေးမှုဖိတ်ခေါ်ထားတဲ့သူတွေကတော့မြန်မာနိုင်ငံကုန်တယ်များနဲ့စက်မှုလုပ်မှုလုပ်ငန်းရှင်များအသင်းချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာမောင်မောင်လေးနဲ့ကျွန်တော်တို့ ARI ဘိုင်းတော်သားလည်းဖြစ် ARI မှာစီးပွားရေးသတင်းတွေစောင်းမားတွေကိုဒီဇိုင်းမမတ်ရေးသားနေသူလည်းဖြစ်တဲ့ ကိုသစ်နေမျိုးလိုပဲဖြစ်ပါတယ်ကျွန်တော်ကတော့ ARI မြန်မာပိုင်း editor တာလွန်ဆောင်ထပ်ပါ anani အစိုးရအသစ်ပကနေပေါ့နော်ဒီအာရက်တရားပြီးတဲ့အချိန်ရက်တရားသူတို့တတန်းပြီးသွားတဲ့အချိန်မှာနိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒဆိုပြီးတော့သူတို့ထုတ်ပြန်လိုက်တယ်ပေါ့နော်အဲ့ဒီမှာဟိုတကယ်တမ်းရည်မှန်းချက်ကတော့၄ချက်ပေါ့နော်နောက်ပြီးတော့စီးပွားရေးမူဝါဒကတော့၁၂ချက်ပေါ့ဆိုပြီးတော့အားလုံးပေါင်းစုစုပေါင်းစီးပွားရေးနဲ့ပတ်သက်တဲ့ အဲမူဝါဒ16ချက်ပေါ့ထုတ်ပြန်ထားတာရှိပါတယ်။ဒါပေမဲ့လည်းအဲ့ဒီမူဝါဒ16ချက်ထွက်လာတဲ့အချိန်မှာဒီမူဝါဒတွေဟာအရန်ကိုရေဘူးရဆန်လုံးနဲ့တိုင်းပြည်ရဲ့စီးပွားရေးကိုဆွဲတင်ဖို့ဒါဒီမူဝါဒတွေဟာမလုံလောက်ဘူးဆိုပြီးတော့ဟလာဝေဖန်ကြတာတွေသုံးသက်ကြရည်လည်းရှိတယ်။တချို့ဘက်မှာလည်းဒီမူဝါဒတွေဟာအင်မတန်တော့ကောင်းတယ်။ဒါပေမဲ့လည်းအကောင့်ထည့်ဖို့ဖို့ခက်ခဲတယ်ဆိုပြီးတော့ပြောကြဆိုကြဝေဖန်ကြတာတွေရှိပါတယ်။အငယ်ကတော့ဒါကုံတဲ့အသင်းရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တယ်စီပွားရေးသမားတဦးလည်းဖြစ်တယ်ဟလာဒီစင်စုကလက်ထက်တခြားလုံးလဲစီပွားရေးလုပ်ငန်းတွေထဲမှာထဲထဲဝင်ဝင်ပါပါဝင်ပတ်သက်ခဲ့ပြီးတော့ဒီ NLE အစိုးရရဲ့ထုတ်ပြန်လိုက်တဲ့ငွေအားနဲ့ပတ်သက်ပြီးတော့အငယ်ပေါ်လာလေးသိကြပါတယ်ရက်တရားဆိုတဲ့ဟာအစလားအစတာကအနောက်နိုင်ငံ UK တို့အမေရိကန်တို့က USA တို့ကစပါတယ်ဒီရက်သူတို့ရဲ့စရတဲ့အကြောင်းရင်းရက်တရားအတွင်းမှာ new administration အစိုးရအသစ်ဟာအရှိန်အဟုန်ကအမြင့်ဆုံး popularity အမြင့်ဆုံးနဲ့လွတ်ပိုင်ခွင့်အရာဆုံးလို့သူတို့သတ်မှတ်ပြီးတော့ရက်တရာဆိုပြီးသူတို့သတ်မှတ်ပြီးတော့ဒါလေးတွေကိုလိုက်လုကြတာဖြစ်ပါတယ်ဒီလိုက်လုတဲ့အချိန်မှာဒီရက်တရာအတွင်းမှာများသောအားဖြင့်နိုင်ငံရဲ့စီးပွားရေး policy ကိုသူတို့ချမှတ်လိရှိပါတယ်ဆိုတော့အခုအင်္ဂလိပ်စကားတစ်ခုရှိပါတယ် better late than never တဲ့ဆိုတော့ မချမှတ်ထားတဲ့ကိုစာရင်တော့ချမှတ်တာကကောင်းတယ်နောက်ကြရင်လည်းနောက်ကြပါစေအခုတော့စီပွားရေးမူဝါဒ12ချက်ကထွက်လာတယ်စီပွားရေးမူဝါဒ12ချက်မှာသူကစီပွားရေးပုံစံအတိုင်းသူတို့သွားပါတယ်လောက်တာခိုင်းတာ vision ကိုပါပါတယ်ပြီးတော့ mission ပါတယ်ပြီးတော့မှ12ချက်ကိုသူတို့ elaborate နဲ့ချက်ထွင်ပြီးတော့လုပ်သွားပါတယ်ဆိုတော့ဒီ vision ရယ် mission ရယ် ဒီစီးပွားရေးမူဝါဒရဲ့ဒီဥစ္စာတွေကတော့ရေဘူးအဖြစ်သူတို့ရဲ့ NLD ရဲ့ manifesto ကိုချက်လိုက်တာပါချက်လိုက်ပြီးတော့ဒီချက်လိုက်တဲ့ဟာလည်းဟိုသူတို့အများဆိုတဲ့ holistically ကန္ဓာစုံနဲ့ဖြစ်ချင်တဲ့သူတို့ရဲ့ dream ပေါ့စိတ်ကူးရင်ဟိုတဘောမျိုး ဖြစ်တဲ့ဟာနိုင်ငံတွေတင့်လျော်တဲ့ဟာသူတို့ရည်ရွယ်ပြီးတော့လောက်ကြရတာပါဆိုတော့ဟိုဒါကသူတို့ လုတ်တဲ့ပုံစံကတော့တမျိုးကြလုံနေကြပုံစံအတိုင်းဥသွားတာဖြစ်ပါတယ်ကိုယ်တစ်နေမို့စီးပွားရေးမူဝါဒတွေမှာပေါ့နော်ဟိုတကယ်တမ်းထွက်လာတဲ့အချိန်မှာဟိုစီးပွားရေးအတိုင်းဝိုင်းကနေပြီးတော့စီးပွားရေးပညာရှင်တွေဘက်ကပေါ့နော်ဆိုတော့တွေ့ဆုံပြီးတော့မေးမြန်းထားရလေရှိတဲ့အခါကျတော့သူတို့ရဲ့အများစုအတန်ကဘယ်လိုတူညီမှုရှိနေလဲပေါ့စီးပွားရေး policy ထွက်လာရပေါ့နော်စီးပွားရေး policy ထွက်လာတော့ဒီစီးပွားရေးအတိုင်းဝိုင်းစီးပွားရေးပညာရှင်တွေကအော်ဘရမာတော့ တညီတညာနဲ့ပြောတဲ့အမြင်နဲ့အမြင်ကတော့ဒီစီဝိုင်း policy ကရေဘူးကရန်ဆန်လုံးနေပေါ့နော်ဆရာရေဘူးကရန်ဆန်လုံးနေပြီးတော့ရှေ့ကိုဘလို့လှမ်းမယ်ပေါ့နော်ဘလို့သွားမယ်လက်ရှိဘယ်ချိန်လို့ရောက်နေတယ်ဘယ်ကိုသွားမယ်ဘယ်ချိန်အထိဆိုတာမျိုးမှန်စာခတ်တယ်ဆိုတာပညာရှင်တွေစီဝိုင်းလုံငန်းရှင်တွေကပြောရတာပေါ့နော်ယူကော့ပွင့်ကျင်ညာစာရမ်းမှာနန်းဒီဆိုရကပြောခဲ့တဲ့အဲထဲမှာပါခဲ့တဲ့ဟာလေအခုစီဝိုင်းမူကတော့ထော်တော့ပါမလာရည်လည်းရှိရပေါ့နော် အဲ့ဘာလဲဆိုရင်ဒီဘိုးဘိုင်းအခန်းကဏ္ဍဒီချလွတ်လပ်စွာဆောင်ရွက်ခွင့်ပေးမယ်ဆိုတာမျိုးပေါ့နော်ဒီတိုင်းပြည်စည်းဝါးရေးအတွက်အရေးကြီးတဲ့ဘိုးဘန်လိုမျိုးရဲ့အခန်းကဏ္ဍဟာဒီစည်းဝါးရေး policy ထွက်တာတော့ဟိုဘလို့ဒီဇိုင်းမှမှသွားဘလို့ဒီဇိုင်းနဲ့သွားမယ်ဆိုတာမျိုးပါမလာဘူးပေါ့နော်အဲ့ဘော်လဲစည်းဝါးရေးပညာရှင်တွေပြောကြတယ်နောက်ပညာရှင်တွေပြောတာကဒီစည်းဝါးရေးတည်ငြိမ်မှုပေါ့ဟိုမှာကုန်သင်းတို့တည်ငြိမ်ရေးငွေဖောင်းပွားမှုတွေတည်ငြိမ်ရေးဒိုင်းနဲ့ပတ်သက်ပြီးတော့ဒီအစိုးရကဟိုဘလို့ဘလို့ အလေးထားတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အခုအစိုးရတက်ပြီးဒီနေ့ဒီချိန်ထိတခွန်းမှမပြောသေးဘူးဒီ policy ထဲမှာလည်းပါမလာဘူးပေါ့နော်အဲ့နဲ့ပတ်သက်ပြီးလည်းဇီဝရေးပညာရှင်တွေကအာအလေးထားပြောတယ်ပေါ့နော်ဆိုတော့အငယ်ဒီဆက်နှစ်ချက်ထဲမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးလည်းတွေ့တယ်အငယ်ဥပမာဆိုလို့ရှိရင်ဒါအော်ပြပရင်းနှီးမြှုပ်နှံမှုတွေတိုးမြင့်မှုအတွက်မူဝါဒတိကျရေးဆွဲရန်ပေါ့ ဆိုပြီးတော့သူတို့ထည့်သွင်းထားတာရှိပါတယ်ဆိုတော့ဟိုနိုင်ငံတိုးတက်ဖို့ကနိုင်ငံသားယဉ်ကျေးမှုနမူကအရန်အရေးကြီးပါတယ်ဆိုတော့အခုအချိန်ဒီခါမှာပေါ့နော်ကျွန်တော်တို့နိုင်ငံမှာဒီနိုင်ငံသားယဉ်ကျေးမှုနမူဟိုတိုးတက်လာအောင်လို့ဒီအခြေခံအဆောက်အအုံမရအောင်ဟိုအစင်းသိမဖြစ်သေးဘူးဆိုပြီးတော့လည်းပြောနေကြတယ်ပေါ့နော်ဥပမာဆိုမြေစည်းကြီးတာတက်စင်းမရှိတာပေါ့ဆိုတော့ဒီ NLD အစိုးရ ဟိုလက်ထပ်မှာပေါ့နော်ဒီနိုင်ငံသားကြီးနိုင်ငံသားကြီးနှိမ့်ညွတ်နိုင်မှုဒီလိုခက်များများဝင်လာအောင်လို့သူတို့ဟိုငူဟာရာဘိုင်းကလည်းရေးဆွဲနေတယ်ဒါပေမဲ့လက်တွေ့ကြတဲ့အပိုင်းမှာရောဘာတွေသူတို့ဦးစားပေးပြီးတော့လုပ်ဖို့လုပ်မလဲအထက်ကနိုင်ငံသားကြီးနှိမ့်ညွတ်မှု တိုးတက်ဖို့ပါ political economy ဆိုတာရှိပါတယ်နိုင်ငံကြီးနဲ့စီးပွားရေးနိုင်ငံကြီးတည်ငြိမ်မှုနိုင်ငံသားတိုင်း ကလိုလားပါတယ်။တစ်အချက်နိုင်ငံရေးတည်ငြိမ်မှုပါ။ဒါကြောင့်နိုင်ငံရေးတည်ငြိမ်မှုရအောင်လို့ဆိုပြီးတော့ဒီမူဝါဒလေးမှာတော့သူတို့ဖော်ပြထားတယ်ရှိတယ်။ဒါကအဓိကပါ။နှစ်အချက်ဒီပြည်တွင်းငြိမ်းချမ်းရေးဆိုတာလည်းဒါတွေအဓိကသူတို့ကဒါအထက်စဉ်းစားပါတယ်။ပြီးတော့မှသူတို့ကဒီ fundamental ဆိုတာသူတို့ရဲ့အခြေခံအဆောက်အုံကအစလုတ်တာ၊ကင်တာရှိဖို့ကိစ္စ fundamentals ပါ။အရင်ကတကားဖွင့်စီးပွားရေးမူဝါဒလို့ပြောပါတယ် တကားဖွင့်စည်းပွားရေးမူဝါဒကသူတို့ကြုံတွေ့ရတာက policy တွေကတိတိကျကျပြက်ပြက်သားသားမရှိဘဲနဲ့တကားကဆင်ရွက်လို့ဖွင့်လိုက်ပိတ်လိုက်ဖွင့်လိုက်ဖွင့်လိုက်ဖွင့်လိုက်ပိတ်လိုက်လုပ်တဲ့သူက swinging door economic policy ကိုသူတို့မကြိုက်ဘူးသူတို့သူတို့ကကုန်တဲ့သူတို့လုပ်ငန်းရှင်တွေ manufacturing မဲ့ဖြစ်ဖြစ်ဆက်မှုဟိုထုတ်လုပ်တဲ့လူပဲဖြစ်ဖြစ် services industry ပဲဖြစ်ဖြစ်ဝန်ဆောင်မှုလုပ်ငန်းပဲဖြစ်ဖြစ်သူတို့ကမျက်မြင်မမြတ်ဘူး အဆင်ပြေမယ်မဆင်ပြေဘူးဆိုတာတွက်ချက်ပြီးလာတာပါဆိုတော့တိုင်းပြည်ကိုအချစ်လို့လာတာလည်းမဟုတ်ပါဘူးအမျက်ဆုံးကိုကြည့်တာသူတို့ရည်မှန်းချက်မမရရင်သူတို့မလာပါဘူးဒေသတွင်းမှာလည်းအားလုံးကအပြိုင်ဆိုင်နေဖြစ်နေပါတယ်ဒီအာဆီယံတွင်းမှာလည်းကိုယ်နိုင်ငံလာပါသူနိုင်ငံမသွားပါနဲ့ဆိုပြီးတော့ဆွဲနေရလေးလေးအများကြီးအပြိုင်ဆိုင်ဆွဲကြပါတယ်ဆိုတော့ဒီလုံလောက်တာကင်တာရှိဖို့လဲလိုပါတယ် ဥပဒေကလည်းပြည်ပြည်ပြင်းပြင်းတတ်မှတ်ဖို့လည်းလိုပါတယ်သူတို့အတွက်တည်တည်ချကြကစားခွက်ဘောင်ကိုလည်းချမှတ်ပြဖို့လိုပါတယ်အရေးကြီးဆုံးကတော့ခုနပြောတဲ့ fundamentals အခြေခံအဆောက်အအုံမှာသူတို့ကအတိကလျှက်စစ်ပါဒီလုံခြုံမှုရဲ့ဒီယင်းနီမှုအခြေခံကောင်းကဒီလျှက်စစ်ရဲ့ခုနဆရာပြောသလိုဒီယုံအဆောက်အဦလွယ်ကူဖို့ရဲ့စိတ်ယုံ မြင်နေရရရှိဖို့ရယ်တက်တက်တာတာသူတို့အတွက်အကျိုးအမြတ်ရှိဖို့ရယ်ဒီထွက်လာတဲ့ပစ္စည်းတွေကို တင်ပို့နိုင်ဖို့တွားရလာရေးစိတ်ကမ်းတို့ဘာလို့လွယ်ကူဖို့ရယ်ဒါလေးတွေအကုန်တွက်ချက်ပြီးတော့ပါရမီတာအကုန်လုံးနဲ့သူတို့တွက်ချက်ပြီးတော့မှသူတို့ဝင်လေးဝင်တာရှိပါတယ်ဒါတွေကိုပြင်ဆင်ထားပြီးဖို့လိုပါတယ်ဒါကြောင့်မလို့အကျိုးနီစနစ်တွေကိုဖျက်မယ်တီကော်စောနီတွေကိုခင်းမယ်ဆိုတာလေနဲ့ပဲပြောနေလို့မလို့ပါမဟုတ်ပါဘူး အစစာရေဟာသူတို့မှတ်ပုံတင်ဖို့သူတို့ရဲ့ဒီစိတ်ကမ်းမှာ ရှင်းလင်းမှု အကောက်ခွန်ကိစ္စဗန္ဒာကြီးငွေလွှဲဖို့ဟာအစအဓိကအရေးကြီးပါတယ်ဒါကြောင့်မလို့ဒီဆန်ရှင်နေရုပ်သိမ်းမှုနောက်တော့ငွေကြီး transaction နေလွယ်ကူလှင်မြန်ဖို့ဟာအစစအရာ service industry ဆိုတဲ့ banking ကိုအရန် account ထဲပို့ဖို့လိုပါတယ်မြင့်တင်ပေးဖို့လည်းလိုပါတယ် ပြီးပြီးပြီးပြင်ပေါ်ဆောင်မှုလည်းလိုပါတယ်မြန်ဆန်မှုလည်းလိုပါတယ်ကဘာကြီးကတည်ငြိမ်နေတာမဟုတ်ပဲနဲ့ရှင်ပြိုင်နေတဲ့အခြေအနေမှာကိုကနှောက်နှေးကြံ့ကြရင်ကိုနိုင်ငံကိုဘယ်သူမှလာပြီးရင်းနှီးခြင်းစိတ်မရှိပါဘူးအငယ်ခုနပြောတဲ့အထက်မှာဆန်ရှင်ဆွဲစကလုံးတစ်လုံးပါသွားတယ်။အခုကျွန်တော်တို့တိုင်းပြည်မှာဆိုလို့ရှိရင်အစိုးရနဲ့ပတ်သက်တဲ့ ဆန်ရှင်တော်တော်များကတော့ဒါအမေရိကန်ကနေပြီးတော့ရုပ်သိမ်းသွားတာရှိပါတယ်။ဥပမာဆိုလို့ရှိရင်အစိုးရ banking sector တွေမှာသူတို့ချမှတ်ထားတာတွေကိုသူတို့ရုပ်သိမ်းသွားပြီ။ဒါပေမဲ့အခုကျွန်တော်တို့ရှိနေတဲ့ဆန်ရှင်ဒီဒါ public ကတဦးချင်းစီကိုပြစ်မှတ်ထားတဲ့ပုံစံမျိုးပဲရှိတယ်ပေါ့လေ။ဒါပေမဲ့လည်းဆန်ရှင်ရုပ်ပြီးပြင်မဲ့လည်းဟိုဆန်ရှင်ဟိုတတ်တာခွင့်တွေပြုထားပြီပေါ့လေ။အဲ့လိုတတ်တာခွင့်တွေပြုထားပြီမဲ့လည်းစီးပွားရေးကထင်သလောက်တက်မလာဘူးပေါ့နော်။ ဆိုတော့အဲ့ဒါကိုဘာကြောင့်မလဲအဓိကအမေရိကန်ဆန်ရှင်မှာ ဖြစ်တာမှာသူတို့ SDN ဆိုတာ Special Specially Designated National ဆိုတာပုဂ္ဂိုလ်အရေးနဲ့ဟိုကုမ္ပဏီအရသူတို့သတ်မှတ်ထားတဲ့ဒီဟိုပြစ်မှတ်ထားတဲ့တရားကျော်ရှိပါတယ်ဒီတရားကျော်နဲ့ပတ်သက်လာတဲ့ transaction တွေငွေပေးငွေယူငွေခြေတဲ့စနစ်ဟာကို US ဒေါ်လာနဲ့တွားခဲ့ရင် US ဒေါ်လာရဲ့ရဲ့ ပုံပုံစံဟာမြန်မာနိုင်ငံကတနိုင်ငံကို US ဒေါ်လာပို့ဒေါ်လာကောင်တနိုင်ငံတခြားနိုင်ငံကမြန်မာနိုင်ငံကို US ဒေါ်လာပေးပို့ရင်တော့လကောင်အကုန်လုံးကနယူးယောက်ဘဏ်ကနေဖြတ်ရပါတယ်မြူးယောက်ဘဏ်ကဖြတ်ရတော့ဝင်းနဲ့ဒေါ်လာပဲဖြစ်ဖြစ်ထွက်တဲ့ဒေါ်လာပဲဖြစ်ဖြစ်အကုန်လုံးကနယူးယောက်ဘဏ်ဖြတ်တဲ့အတွက်နယူးယောက်ဘဏ်ကဒီတရာလူတရာပုဂ္ဂိုလ်ပုဂ္ဂိုလ်ရဲ့အဖွဲ့အစည်းတရာရဲ့တရာကျော်ရဲ့ နာမည်တွေပတ်သက်တဲ့လူတွေပါမပါဘူးတည်တည်ချာချာစစ်စစ်ရပါတယ်ဆိုတော့ဒီပုံကိုယ်တွေရဲ့နာမည်ကိုလည်းသူတို့စစ်ရတယ်ဒီပုံကိုယ်တွေနဲ့ပတ်သက်တဲ့ကုမ္ပဏီတွေအားလုံးကိုလည်းစစ်ရတဲ့အတွေ့လက်ဝင်ပါတယ်လက်ဝင်တော့ဒီဒါမျိုးကိုမလုတ်ချင်တဲ့အတွေ့ဘဏ်တွေကမြန်မာနိုင်ငံနဲ့ပတ်သက်လာတဲ့ US ဒေါ်လာငွေပေးငွေချီငွေယူငွေသိမ်းကိုမလုတ်ပေးကျင်ကြတဲ့အတွေ့အခုလို့ဟိုနှောက်နှေးနေရတာပါ ဆိုတော့အခု EU ကနေဗြိတိန်ကထွက်အချိန်မှာအမေရိကန်တည်ငြိမ်မှုကတခြားနိုင်ငံယူရိုတော်၎င်းဟိုပေါင်စတာလင်တော်၎င်းတည်ငြိမ်မှုမရှိတော့မြန်မာတော်တော်များများက US ဒေါ်လာနဲ့ပဲငွေပေးငွေချေလှုပ်ချင်ပါတယ်အယောင်းဝယ်လှုပ်ချင်ပါတယ်ဒီအချိန်ဒီမှာဓာမျိုးလေးတွေဖြစ်နေတဲ့အတွက်ငွေယူငွေသိမ်းခက်ခဲသွားတဲ့အတွက်သူဟိုထင်သလောက်အဆအစာအရာ စီးပွားရေးကမတက်လာတာပါ ကိုသိနေမှုဒီရက်တရားပေါ့နော်အစိုးရဘက်ကရက်တရားတွေမှာဟိုစီးပွားရေးလောက်တာတွေရောအခုထုတ်ပြန်တဲ့အစိုးရရဲ့မူဝါဒတွေနဲ့ပတ်သက်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေဘက်မှာညှိတွားတာတွေတော့တော်တော်များများကြားရပါတယ်အဲ့ဒါနဲ့ပတ်သက်လို့နည်းလေးပြောပြပေးလို့ရမှာအစိုးရရက်တရားကျွန်ဝေဖန်တာတွေအများကြီးထွက်လာတယ်ပေါ့နော်ဒီစီမံကိန်းတွေနဲ့ဗန္ဓာရေးဝန်ကြီးကဟာဒီစီးပွားရေး policy မကြခင်ထွက်မယ်လို့ပြောခဲ့တာမျိုးနောက်စီးပွားကူတန်းဝန်ကြီးကပို့ဝင်သုံးလတို့လုံးမယ်ဆိုပြောခဲ့တာမျိုးတော့ပဲ စီးပွားရေးသမားတွေကကြားခဲ့ရတယ်ပေါ့နော်။ဂျန်တဲ့အချက်လက်တွေပါတယ်ဟိုဘလို့တွေလုံနေတယ်ဘာညာမသိခဲ့ကြဘူးပေါ့နော်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကလည်းဖွဲ့တာမကြသေးဘူးပေါ့။ဖွဲ့တာမကြသေးတော့ဖွဲ့ဖို့ကြံ့ကြံနေတဲ့အချိန်မှာပဲဒီနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုတွေ proposal တင်လာတဲ့ဟာတွေကကြံ့ကြခဲ့ကြတော့ဟိုလုပ်ငန်းတွေမတွက်လက်ဘူးပေါ့နော်။နှောင့်နှေးနေကြတယ်ပေါ့။စီးပွားရေးလုပ်ငန်းရှင်တွေကညှိရတယ်ပေါ့။အဲ့လိုညှိညှိနေအခု၄လမြောက်နေမှာ CY policy ကစထွက်လာတယ် ထွက်လာတော့လေလုပ်ငန်းရှင်တွေအစိုးရကျွန်တော်ပြောလို့ဘယ်အချိန်နေရောက်နေဘယ်ဟိုလှမ်းပါလဲဘယ်ဟာတွေဦးစားပေးပြီးသွားပါလဲဆိုတာဟိုသူတို့ရှင်းလင်းပြသမှုမရှိဘူးပေါ့နော်သူတို့တော့မှန်းဆရခက်တယ်ဒီဆိုရ policy ကအကောင့်ထဲပုံမဲ့မှားပြီးတော့သူတို့စောင့်ကြည့်အောင်မယ်လို့ဟောလုံးလုံးစေတော့အဲ့လိုပြောကြရတယ်ပေါ့အငယ်အငယ်ကဒါ UMCCI ရဲ့ဒုတိယဥက္ကဋ္ဌလည်းဖြစ်တယ်အဲ့တော့အငယ်ကအခုနောက်ဆုံးမေးချင်တာဒီအခုချလိုက်တဲ့ NLE အစိုးရရဲ့မူဝါဒတွေနဲ့ဒီတိုင်းပြည်ရဲ့စီးပွားရေးဟာနောက်ဒါမဲ့ လင်းငါးနှစ်အတွင်းမှာတိုးတက်နိုင်မှာမလားအခုတော့ဘောင်ကြီးကတော့ structure ဘောင်ကတော့ချပေးလိုက်ပြီကိုယ့်ရဲ့ objective သွားမယ်လမ်းကိုတည်ပြီနှုတ်မဆိုရင်ငကူကငကူကဘူးမသိဘာမသိလမ်းမပေါ်ပြနိုင်သူအင်္ဂလိပ်စကားရှိပါတယ် drifter ဖြစ်တယ်တောင်လေတက်လာရင်မြောက်ရောက်သွားတယ်အရှိလေတက်လာရင်အနောက်ရောက်သွားတယ်ဟိုဟိုချာလပတ်ကိုရမ်းနေမှာဟိုချာလပတ်တော့တိတ်မရမ်းတော့ပါဘူးသို့တော်ဒီ ဒီ framework ကရပြီကိုကိုကွင်းကွင်းကိုရရပြီဒီကွင်းထဲမှာဘလို့နီးနေကစားရမလဲဘယ်ဟာကိုပို့ပို့ပြီးအာတန်ပြီးတော့ဘယ်ဟာကိုဘလို့မူနေချပေးမှာလဲဟိုခြုံငုံပြောလိုက်ရင်တော့ဒီ projection တွေကောင်းပါတယ်ဒါဟို dream ကနေတကယ်လက်တွေ့ပေါ့နော်ဟိုအိမ်မက်ကနေတကယ်လက်တွေ့စမ်းစမ်းဖြစ်ဖို့ဟာ best ဆုံးနိုင်ငံသားတိုင်းပါဝင်စူးစမ်းဖို့လိုပါတယ်ပါဝင်ဖို့ political အစိုးရရဲ့ will လည်းရှိဖို့လိုတယ် participation ရှိဖို့လည်းတွေ့ကြောင့်မလို့သူတို့မူဝါဒမှာလည်းပါပါတယ် sustainable ကိုသူတို့လုပ်ဖို့ရည်ရှိ လုပ်ဖို့ ਨੇ လူတိုင်းရဲ့ inclusive လူတိုင်းပါဝင်နိုင်မှုဆိုတာသူတို့ထည့်ထားတာကိုတွေ့ပါတယ်ဟိုဒါလေးတွေကတော့ကောင်းတဲ့အချက်ပါဒါပြီးတော့လို့အားလုံးကလည်းအသိစိတ်တဲ့ပူပေါင်းပါဝင်မှုလုပ်ပါတယ်ဟုတ်ကဲ့ဒီတစ်ပတ်အခုလိုဝင်ရောက်ဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်